စကိုင်းတိုင်းဘုတ်တလင်မြို့နယ်အောင်သာရွာကိုစစ်ကောင်စီတပ်ကဧပြီလ17ရက်ညနေ၄နာရီခွဲမှာကျေးရွာတွင်ဝင်ရောက်ပြီးပြည်သူနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ဘုတ်တလင်မြို့နယ်ဒေသခံတွေကပြောပါရယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဘက်ကနေစစ်ကြောင်းထိုးလာပြီးအခုလိုရွာကို မီးရှို့သွားတာဖြစ်တယ်လို့လည်းဒေသခံရွာသားတယောက်ကပြောပါရယ်။ရွာထဲကိုနမခဘက်ကနေလက်နက်ကြီးနဲ့ပစ်ကူသလို့ စက်တက်လေးထီနဲ့ကင်းပတ်တာတွေပြုလုပ်ပြီးစက်တက်ကရွာထဲဝင်ရောက်ပြီးမကြခင်မှာပဲရွာထဲကနေမိโกလုံးတွေတက်လာကရွာသားတွေကတော့ထွက်ပြေးနေရတယ်လို့ဆိုပါတယ်အောင်သာရွာဟာနမခစစ်တပ်နဲ့အနီးဆုံးခြေရွာတရွာဖြစ်ပြီးအင်ချီ140ရှိတဲ့ခြေရွာတရွာလည်းဖြစ်ပါတယ်။စစ်တပ်ကခြေရွာတွေကပြလဲထွက်ခွာသွားတဲ့အချိန်နေမြရှင်းလေးရင်ဝင်လို့တော့နေအင်းရှိလုံးကိုမိရှို့သွားကနေမိုင်းတွေလည်းရွာထဲမှာထောင်ထားခဲ့တဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကရှင်းလင်းခဲ့ရသေးတယ်လို့ ဗုဒ္ဓလင်ပြည်သူကာကွယ်ရေးတပ်ခေါင်းဆောင်တယောက်ကပြောပါရယ်အောင်သာရွာကိုစစ်တပ်က2022ခုနှစ်စက်တင်ဘာလ17ရက်ညနေပိုင်းမှာလဲအခုလိုဝင်ရောက်လာပြီးဖုန်ကြီးကြောင့်အပါဝင်ပြည်သူနေအိမ်တွေကိုမိရှုခဲလို့နေအိမ်40ကျော်မိလောင်ခဲ့ပါရယ်ရှင်